ဆရာတော်ကိုစွန့်ကပ်ဖို့အိမ်ကကြက်ကိုတက်ပြီးစွန့်ကပ်ရင်အပြစ်ကြပါသလားဖရာတဲ့အပြစ်ကြတာပေါ့နော်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်မရောပါနဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်ရောမိပြီဆိုရင် အကျိုးပေးမစင်ကြယ်တော့ပါဘူးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပုတိကထတိတ်တအမိရှိတဲ့ယဟန္တာမထေကြီးတစ်ပါးရှိပါတယ် အဲ့ဒီမထေကြီးဟာယဟန္တာကြီးဖြစ်ပါရဲ့နဲ့အနာတွေပောက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိနိဗ္ဗာန်ဝင်ဆံသွားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာနှမှုစိုးကြီးဖြစ်ခဲ့စဉ်တုန်းကနှက်တွေကိုဖန်တဲ့အခါမှာမိထားတဲ့နှက်တွေကိုကြိုတက်ထားမယ်ဆိုရင်ပုပ်ကုံမှာဆိုတဲ့အတွက်ကြောင့်နှက်တွေရဲ့အတောင်တွေခြေထောက်တွေကိုချိုးထားပါတယ်။ဒီနေ့မှာရှင်ပိစေကဗုဒ္ဓဆွမ်းလာရက်တာကိုမြင်တဲ့အခါမှာနှက်သားဟင်းနဲ့ဆွမ်းကပ်ပြီးတော့ အရှင်ဖရာတို့သိအပ်တော်တရားကိုသိရပါလို့ဤလို့ဆုတောင်းခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယဟန္တာအဖြစ်ကိုရရှိတော်လဲပဲ။ငှက်တွေကိုအတောင်တွေချိုးခြေောက်တွေချိုးခဲ့တဲ့အကုသိုလ်ကံကြောင့်အနာတွေပောက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဒါဟာကုသိုလ်တွေကိုအကုသိုလ်ယောမိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာလွတ်လွတ်ကျွတ်ကျွတ်ပြုပါအကုသိုလ်မယောမိပါစေနဲ့နော်။